ပြီးခဲ့တဲ့ပိုင်းမှာတော့အဲလီစ်ဘက်ကိုပြန်ကယ်တင်ဖို့မယ်လီယိုဒက်စ်တို့ကလီယိုနက်စီကိုဝင်တိုက်ခဲ့ကြပါတယ်။တစ်ဖက်မှာကမ်မလော့တိုင်းပြည်ရဲ့ဘရင်အာတာဦးဆောင်တဲ့စစ်တပ်ကလည်းလီယိုနက်တိုင်းပြည်စီကိုချီတက်လာခဲ့ပါတယ်။ Drivers ကိုတော့ဒူစီယန်ခုနှစ်ပါးကိုချိန်မုံမှုတက်စီလွတ်လိုက်ပြီး Henderson ကတော့အာတာနဲ့တွေ့ဖို့အတွက်ထွက်သွားပါတယ်။ခမရကတောင်းပန်တိုင်းပြည်ရဲ့ဘရင်ဆိုတာကိုတီးပေမဲ့အကြောင်းမကြားပဲခုလိုရောက်လာတာကရိုင်းရမကြဘူးလားလို့ Henderson ကမေးလိုက်ပါတယ်။ကျုပ်ကကမ်မလော့တိုင်းပြည်ရဲ့ဘရင်အာတာဘန်ဒရာကွန်ပါရိုင်းပြတော်ရင်ခွလို့ပါဘရင်လီယိုနက်ကကျုပ်အပေါ်မှာမျက်နှာသာပေးမှုကြောင့်ကျုပ်ကကျေးဇူး ြင်မှုကိုလာရောက်ပြသတာပါလို့အတာကားပြင်ပြလိုက်ပါရယ်စစ်တပ်နဲ့လာလူဟန်ရီဇန်ကပြီးတော့ဒီတက်လျှော့ပြရမှာလားလို့ပြောကဘီနာကမမြင်ရရင်ပြတူကစစ်တပ်ကိုသူ့ကိုဇွမ်းနဲ့ဖြောက်ပေးလိုက်ပါရယ်ကျုပ်တို့ကိုလဲသားတာပေါ့စိတ်တော့မကောင်းဝင်မဲ့ဘယင်ကြီးကရုတ်တရက်ပြနာမှုကြောင့်အေးရတယ်လဲနေပါတယ်လို့ဟန်ရီဇန်ကပြလိုက်ပါရယ်အဲ ကြောင့်ပဲကျုပ်ကမပြန်နိုင်တာကျုပ်ဘော်ကဘယင်ကြီးရဲ့ပြန်နာမှုကိုကူတာပေးနိုင်ပါတယ်လို့ပြောလိုက်ပါတယ်ဟန်ဒရီဆန်ကတော့အတင်းချက်ညင်းစိုးနေကအာသာကတော့လက်မခံနိုင်ဘူးလို့ပြောလိုက်ပါတယ်တဖက်မှာအဲလီဇဘန်နေဟော်ကတော့ထောင်တကူထဲမှာပေးခံထားရကဖော်ရဲ့ကောင်တို့ပေါမှုကြောင့်ထောင်တကာကပွင့်သွားခဲ့ပြီးအဲလီဇဘတ်ကလည်းထွက်ပြေးလိုက်ပါတယ်မယ်လီယိုဒက်စ်တို့ဘက်မှာတော့ဂိုတာကအကုန်လုံးကိုတူအစွမ်းနဲ့စိတ်ညှိုးလိုက်ပြီးအလွဲတကူပဲပြင်ရင်ပေးလိုက်ပါတယ်ရဲတိုင်းစီကိုတွားဖို့အတွက်လှုပ်လိုက်ကြကတဖက်မှာဟန်ဒရီဆန်ကတော့အာသာကိုတိုက်ခိုက်နေပါတယ်ဟန်ဒရီဆန်ရဲ့မော်ကိုအာယုံခံစားမိတယ်လို့ဂိုတာကပြောတော့ ော့ Meliodas Gaia ကိုပဲတွားကြမလားလို့ပြောလိုက်တယ်။ Dia နယ်ကတော့ပြန်မေးခွဲခံထားရတာက Elizabeth မဟုတ်ပဲငါဆိုရင်ကောခေါင်းဆောင်ကအဲ့ဒီလိုဒေါသထွက်မလားလို့ King ကိုမေးနေခဲ့ပါတယ်။ King ကတော့သူဒီချပေါက်ကင်မှာပေါ့လို့ပြောခဲ့ပြီးတခုခုကိုတတိယသွားခဲ့ကလူသားနဲ့နှစ်သက်ငယ်လောကကြားမှာနေတဲ့ပလဟုံးမျိုးစားတုခွေလေးကိုခေါ်လိုက်ပါတယ်။သူတို့ကမျိုးချလိုက်တဲ့အရာကိုမော်စွမ်းနဲ့ပို့ပေးနိုင်တယ်လို့လည်းပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Oslo ကို Dia နယ်ကိုမျိုးချခိုင်းလိုက်က Leonas ကိုပို့ခိုင်းလိုက်ပါတယ်။ဒါ့အပြင်တကူလုံးမဝင်မဲနဲ့တင်းနေခဲ့တာကြောင့် Dia န်တွေကတုတင်မားကိုတွန်းဖို့ပြောနေတော့ကင်းကရှက်နေခဲ့ပါတယ်။မြေရောက်ထဲကတုံခါမှုကြောင့် Dravers တို့လည်းတတိထားမိတော့ကြကအောက်ကိုဆင်းလာချိန်မှာတော့ကိုရပိုင်းတင်းနေတဲ့ဒီယာနယ်ကိုတွေ့လိုက်ကြရပါတယ်။အဲဒီလိုနဲ့ဂီဒန်နာရဲ့လက်စရောက်မှာဒီယာနယ်တယောက်ဟာတိုက်ခတ်နေရပြီးဟောက်စာကတော့ဒီယာနယ်ကိုမတိုက်ခိုက်ခြင်းဘူးဖြစ်နေပါတယ်။ဒါပေမဲ့လည်း Dravers ရဲ့အမိန့်ကိုမလွန်ဆန်နိုင်တာကြောင့်ဟောက်စာတယောက်ဟာတိုက်ခိုက်နေခဲ့ရပြီး Hebron ကလည်းသူများရဲ့စွမ်းတွေနဲ့တိုက်ခိုက်နေခဲ့ပါတယ်။ဒီယာနယ်ရောက်လာတာကို Meliodas ကလည်းတတိထားမိသွားခဲ့ကကိုဒါကသူ့သွားလိုက်မယ်။ခေါင်းဆောင်က Elizabeth ကိုတွားခဲ့လိုက်ပါလို့ ို့ပြောခဲ့ပါတယ်။ DR နယ်ကတော့ drivers ရဲ့ဓာတ်နဲ့ထိုးခံရမှုကြောင့်လဲကျသွားခဲ့ပြီဖြစ်ပါတယ်။ drivers ကတော့မင်းသမီးတီရောက်နေတာကိုအခုမှတီးတာကြောင့် hairbrand ကိုမင်းနေခဲ့ပေမဲ့ hairbrand ကတော့လိန်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ drivers ရဲ့ဓာတ်ချက်ကြောင့် DR နယ်တယောက်ကဝေးကြီးကိုလွင့်ထွက်သွားခဲ့ပါတော့တယ်။တစ္ဆာပေါက်တွေဖြစ်ကြတဲ့ဒူစီယာ9ဘာကကျူးကျော်ဝင်ရောက်လာတာကြောင့်ပြည်သူတွေအားလုံးကိုတိုက်ခိုက်ကြဖို့အတွက် drivers ကပြောလိုက်ပါတယ်။အဲဒါကိုကြားသွားတဲ့ပြည်သူတွေက DR နယ်ကိုဂဲတွေနေဝိုင်းပေါက်နေကြကား DR နယ်ကတော့သူကသူတို့ဘက်ကပါလို့ပြောကဘာမှမလုပ်ခဲ့ပေ မဲ့ဒဏ်ရာပြင်းထန်ရနေတာကြောင့်လမ်းတော်မှာကောင်းကောင်းမလျှောက်နိုင်ဘူးဖြစ်နေပါတယ်ဟဲဘရန်ကတော့ဒီဟာနဲ့ကိုပဲပြည်သူတွေပြစ်တဲ့အောင်လို့အပြန်စည်းတွေများအောင်လုပ်နေခဲ့တာကြောင့်ဂူအီလာကဘာလို့အခုလိုမျိုးလုပ်ရတာလဲဆိုပြီးတော့မေးခွန်းစားထုတ်နေခဲ့ပြီးဖြစ်ပါတယ်လွန်ခဲ့တဲ့ဆယ်နှစ်ကဒူစရိုက်ခုနှစ်ပါးပေါ်မှာပြစ်တွေအလုံးပုံချပြီးထောင်ချောက်ဆင်ခဲ့တဲ့အကြောင်းကိုပါဟဲဘရန်ကပြောပြလိုက်တော့မြင်းမျက်စိကြီးတွေကဘာလို့အခုလိုလုပ်ရတာလဲလို့မေးနေပါတယ်အဲ့ဒီအချိန်ဂူအီလာရဲ့မောင်လေးစီကမမလို့ခေါ်ပြီးပြေးဝင်လာတဲ့အခါမှာတော့အိမ်တစ်ခုကကောင်းလေးပေါ်ကိုပြောကြားဖို့လုပ်နေခဲ့ပါတယ်ဒါပေမဲ့ဒီဟာနယ်ကဝင်ခဲ့ ယ်လိုက်ပြီးတော့သူမကိုယ်တိုင်ကတော့မလုံနိုင်ဖြစ်နေခဲ့ပါရယ်အရင်တစ်ခါကလည်းတက်ကိုရေးမိပြီးသူတယောက်ကိုကာကွယ်ခဲ့တယ် ခုလည်းသူတို့ရဲ့မျက်စိရှိမှာကလေးတယောက်ကိုကာကွယ်လိုက်တာကိုမြင်ရတာကြောင့်ဟောင်ဇာကဒီယာနဲကိုကာကွယ်ဖို့လှုပ်လိုက်ပါတယ်ခမားရင်ကတခါပြောဘူးတယ်မင်းရဲ့စွာကိုတုံးနေတယ်လို့ခန်းစားမိတဲ့အချိန်မှာတုံးပါတယ်အခုကအဲ့ဒီအချိန်ပဲလို့ဟောင်ဇာကပြောလိုက်ပါတယ်မြင်းမြတ်သူရဲ့ကောင်းတွေရဲ့လောရဲ့အပေါ်မှာမိကွန်စားထုတ်မိနေပြီဖြစ်တဲ့ဂူဟီလာကလည်းဒီယာနဲကိုကာကွယ်ပေးဖို့လှုပ်လိုက်ပါတယ်သူတို့တွေတင်ထားခဲ့တယ်လို့ဒူစရိုက်ခွန်တပါကတစ္ဆာပေါက်တွေမဟုတ်ဘူးဆိုတာကိုလည်းတည်သွားခဲ့ကြလို့ဖြစ်ပါတယ်